မေထက်လူတယောက်တည်းကိုပဲအာမပေးကြပါနဲ့မြန်မာနိုင်ငံမှာအင်ရှင်ဖြစ်လက်ခံကျင်းပမဲ့အမျိုးသမီးအာရှဗလာခြေစစ်ပွဲအုပ်စုအဖွဲ့ပွဲမှာနမေကျော်ကစားသမားမေထက်လူပါဝင်ကစားခွင့်ရဖို့မတေချာဘူးလို့မြန်မာနီးပြ UK ကပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်ဂျပန်လူမျိုးနီးပြကမြန်မာပြည်သက်တွေအနေနဲ့မေထက်လူတယောက်တည်းကိုအာမပေးပဲမြန်မာကစားသမားတယောက်ချင်းစီကိုတည်တည်ချာချာကြီးရှုအားပေးစေချင်ကြောင်းလဲဆိုပါတယ်။အဲ့တော့အစ်မအဲ私は選手たちにえとにかく

そういったことを踏まえて、えー、明日、えー、試合のメンバー、えー、途中の出場、えー、そういったことも含めて、えー、考えていきます。ですので、えー、ぜひ多くの皆さんにスタジアムに来てほしい,いそしてあの、一人でも、えー、多くの私たちの、えー、代表選手を見てほしい နောက်ပြီးတော့ဗောလာလိုင်းဝါပေးတာလည်းကျွန်တော်တို့နေဝိသေကတာသမားရဲ့ဒါသမားတယောက်ချင်းတောင်တေချာလေးတတိထားပြီးတော့မှစောင့်ကြည့်ပေးနေချင်ပါရဲ့အဲဆောင်းနကနီအဲကမ္ဘာတို့ကအဲ入っているかもしれませんအဲ့ဒီဇာသမိုက်တွေကတယောက်ချင်းတောင်တော့မြေထက်လို့ပါလေပါဝင်ကောင်းပါဝင်နိုင်ပါလေအဲဖြည့်ချီအာမနာဆောင်ဘောရေဟောယောရှိကိုနေနေလိုင်းဝါပေးကိုသူ့အနေနဲ့တောင်းဆိုပါရဲ့မြန်မာမျိုးသမီးတင်ဟာအာရှဖလားခြေစပွဲအုပ်စုအဖွဲ့ဘွဲဖြစ်ဒီနေ့ညနေ၄နာရီမှာတာကမင်နစ္စတန်အသင်းနဲ့ကစားရမှာပါ မြန်မာသင်းဟာအာရှဖလားခြေစစ်ပွဲအုပ်စုစစ်မှာတာမင်နစ္စတန်ဘင်္ဂလားဒေ့ရှ်ဘာရိန်းသင်းတွေနဲ့တအုပ်စုတွေကြာရောက်နေပြီးအုပ်စုဘူတသင်းနဲ့ခြေစစ်ပွဲအောင်မှာဖြစ်ပါတယ်